DRD Premier League ရဲ့ရှုံးပွဲမရှိတဲ့နှစ်တင်းတော့တွေးကြပါဘူး အားလုံးပဲမင်္ဂလာပါ Football Watch Channel မှာအဝင်တော်မှာမှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါလက်ရှိ Champion Liverpool အသင်းနဲ့ Liverpool အသင်းရဲ့ဒီယာဒီပေါ့နော်ပထမဆုံး community တိုင်းမှာရှုံးပွဲတွေ့အောင်လှူထားတဲ့ Crystal Palace အသင်းနဲ့ပြန်တွေ့ကြပြီပေါ့နော်ဒီတစ်ခါကတော့ Premier League ဆိုတဲ့ကောင်းစဉ်အောက်မှာပြန်တွေ့ကြမှာဖြစ်ပါတယ်အဲ့တော့ဒီပွဲလေးအပေါ်ကျွန်တော်တို့ဒါပွဲကြိုအမြင်လေးအတူတူဆွေးနွေးလိုက်ရအောင်ပါအဲ့တော့အချိန်ရတယ်ဆိုရင်တော့ like ခဲ့ပါအောင်ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါဒီပွဲက ဟိုမရှုံးသေးတဲ့အတင်းပေါ့နော်မရှုံးသေးတဲ့အတင်းနှစ်တင်းပေးမြားလीမှာဒီဟာဒီရှုံးပွဲမရှိတာကသူတို့နှစ်တင်းပဲရှိတယ် ဒီပွဲမှာတော့တယောက်ယောက်တော့ရှုံးသွားမလားဒါမှမဟုတ်နှစ်ယောက်လုံးရှုံးဝဲမရှိဆန်ခြင်းကိုဆက်ထိန်ဖို့တရင်မြန်းကြသွားမလားပေါ့နော်တော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဒါအပြင်ကျွန်တော်တို့ဒါအီဆက်နဲ့ဂူဟီနဲ့ထိတ်တိုက်တွေးမဲ့ moment နေပြီးရင်ကွင်းလဲပိုင်းမှာဆိုရင်အာ graven batch နဲ့ watan တို့ဘာလို့အပြိုင်မှုတွေရှိမဲ့အဲဒီဘက်မှာဆိုလဲ meditar တို့ဘာလို့ခြေသွမ်းပြနေတာရှိတယ်ပေါ့ဗျာအဲ့တော့တော်တော်လေးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ပွဲပါဒီပွဲမှာ liverpool အသင်းအနေနဲ့ခက်ခဲမယ်လို့အားလုံးကတော့ယူဆထားကြတယ် liverpool အနေနဲ့သူတို့ community ရှိမှရှုံးသွားတဲ့အရာကို ဒါဘလောက်တုံ့ပြန်နိုင်မလဲပေါ့နော်ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အဲ့တော့ Crystal Valley အတင်းကြောင်းအနေနဲ့ကျွန်တော်စပြောပါမယ်အဓိကတော့ Crystal Valley အတင်းရဲ့အိမ်ကွင်းမှာကံမှာဖြစ်ပါတယ် Crystal Valley ကပြိုင်ပွဲဆုံးနောက်ဆုံး18ပွဲဆက်ရှုံးပွဲမရှိထားပါဘူးအဲ့တော့ design ကြုံ brother တို့ခြိလိုက်တော့တော်တော်လေး impress ဖြစ်စရာကောင်းတယ်တရေပွဲများတယ်လို့ပြောလို့ရသည့်တိုင်ပေါ့နော်ဒါပဲပါပဲဖြစ်ဖြစ်သူတို့မရှုံးတာကစုစုပေါင်း18ပွဲရှိပြီပေါ့နော်အဲ့ဒီထဲမှာ community ရှိမှလည်းဘဝဦးတင်းကိုပွဲကျင်တွင်တရေချပြီ penalty နဲ့နိုင်တဲ့ပွဲစဉ်လည်း ပါဝင်ထားတာဖြစ်ပါတယ်အဲ့တော့နောက်ဆုံး၅ပွဲကိုကျွန်တော်တို့တော့ကြည့်လိုက်ရအောင်ပထမဆုံးအနေနဲ့သူတို့ယိုပါလီပွဲမှာဒီတရေချတယ်ပြီးရင် Aston Villa ကို0-3နဲ့နိုင်တယ်ဆန်ဒလန်ကို0-0တရေချတယ် အမီရော1 1တရေချတယ်ပြီးခဲ့တဲ့ပတ်မှာသူတို့ဝက်ဆန်ကို1 2နဲ့9နဲ့အဲ့တော့ခရစ်စတယ်ဘယ်လီကပြောမယ်ဆိုရင်တော့တရေပွဲနည်းနည်းလေးများတယ်ပြီးရင်တော့ကျွန်တော်တို့ဒါဒီကိုမရှိတရေများတယ်ပြီးရင်နိုင်ရင်လည်းသူတို့ကတ်နိုင်တာများတယ်ပေါ့နော်1 2 2 3ဒါမျိုးတွေကသူတို့နိုင်တာများတယ်အဓိကပြီးတော့1 2 score line ကပိုပြီးတော့များတယ်လို့ပြောလို့ရတယ်အဲ့တော့ Oliver Gasner ရဲ့အသင်းကကျွန်တော်တို့ဒါဘလူးကစားလဲပေါ့ဘလူးကစားလဲဆိုရင်တော့ Premier League မှာ3 4 2 1ကစားတဲ့အသင်းတွေကတသင်းဒါပေမဲ့သူတို့အသင်းရဲ့ defense Advisor Solid ဖြစ်မှုကကြောက်စရာကောင်းတယ်ဗျာသူတို့အတင်းရဲ့ Mibble ကစားရင်တော်တော်တနက်အတင်းကသူတို့အတင်းကိုမထိုးဖောက်နိုင်ဘူးအဲ့တော့ဒီအားကိုလည်းကျွန်တော်တို့ Arnest Law အနေနဲ့ Community ရှိမှသူတို့ငကိုသွင်းပြီးပြန်ပေးခဲ့ရတယ်အဲ့တော့သူတို့ဒါ၄ဂျုံထားရတယ်ပေါ့ဗျာရင်ဆိုင်ထားရတယ်ဒီတစ်ခါမှတော့ Arnest Law ဖြေချာမလားတော့စောင့်ကြည့်ရမယ် Crystal Valley Blue ကစားဆိုရိုးရှင်းတဲ့သူတို့အတင်းကဗျာ Cancer Pine Solid ဖြစ်မှုကိုဦးစားပေးတယ်ပြီးရင်တော့သူတို့ Particle တိုက်ရိုက်ဆန်ဆန်ကစားတယ်အဓိကပဲဘောလုံးတွေအများကြီးပုတ်နေတာတဲ့သူတို့ရဲ့ဝင်းဘက်တွေရဲ့အတက်အစင်းတွေပြီးရင်ကွန်းလက်ပိုင်းရဲ့ကျွန်တော်တို့ Water တို့စီက line break pass တွေဂျိုတိုက်ဆန်နဲ့ pass တွေရှေ့မှာရှိတဲ့စားတို့ကျွန်တော်တို့ဒါ meta data တို့ပေါ့နော်ကာမာဒါတို့ဒီလိုကသားမားတွေရဲ့တူဝါယုံအားနဲ့အထူသူတို့ကကစားလေရှိတယ်အဲ့တော့ခရစ်စတိုဘယ်လီရဲ့အဓိကကဘာလဲဆိုရင်တော့သူတို့ဒါအထိုင်ကတော့ န်စည်းအထိုင်ပဲအဲ့ခန်စည်းထိုင်ခရစ္စတယ်ဘယ်လီအတွက်အသက်ပဲဗျာပြောမယ်ဆိုရင်လာကောရီရယ်ဂူဟီရယ်ရစ်ချာရယ်ဒီ၃ယောက်ကခရစ္စတယ်ဘယ်လီရဲ့တုံလုံးဝအထိုင်အဲ့ဒီအောင်မှာကျွန်တော်တို့ကမစ်ချယ်နဲ့မူနိုစတိုကပို့ပြီးတော့အာထားကြတယ်ဗျာပြောမယ်ဆိုရင်အဓိကဖြစ်တော့5ဘက်လို့ပြောလို့ရပါတယ်အဓိကခန်စည်းကစားပြီဆိုရင်ခရစ္စတယ်ဘယ်လီက ဒီဝင်းဘက်တွေကနောက်ကိုပြန်ဆင်းသွားရတယ်ပေါ့နော်ဒီမစ်ချယ်တို့မူနိုစတိုကဒီဒီဘက်ကရစ်ချာတို့ဂူရီတို့နဲ့ပြန်ပေါင်းပြီးတော့ကစားရယ်ကစားပြီးတော့ဖိုက်ဘက်ဖြစ်တယ်ပြီးရင်ဖိုက်ဖိုး1ပေါ့ကာမာရာတို့ကျွန်တော်တို့ဒါပြောမယ်ဆိုရင်ဆာဘရိုကပြန်ဆင်းတယ်မစ်ဖီမပြန်ကူတယ်ရှေ့မှာမက်ဒလာတယောက်ပဲထားပြီးတော့ဖိုက်ဖိုး1ဆက်တက်တစ်ခါတလေကစားရယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒါကာမာရာကွင်းလေကိုဝင်ပြီးတော့ဆာကရှေ့ကိုတက်တယ်ဖိုက်3 2ဆက်အပ်ဒီလိုမျိုးကျွန်တော်တို့ဒါကစားတဲ့ပုံစံပေါ့ဗျာဒါကတော့ဒီအိုလီဗာဂတ်စနာရဲ့အသင်းကတော်တော်လေးအလုပ်ဖြစ်နေတယ်ပေါ့ပြောမယ်ဆိုရင် ခန်းစပိုင်းကလည်းတော်တော်လေး solid ဖြစ်တယ်အဓိက3421ကစားတဲ့နေရာမှာခန်းစပိုင်း solid ဖြစ်မှုကအရေးကြီးတယ်ဗျာ ပြောမယ်ဆိုရင်တတိပတ်နဲ့ကစားရတာအန်ဒီရတော့အရင်များတာပေါ့တို့ခံကစားပြီဆိုရင်လည်းဟိုခံကစားလောက်တဲ့အနေအထားရှိမှကစားလို့ရတယ်ဗျာဒါပေမဲ့ Crystal Bell ကတို့ရဲ့ niche နဲ့ဘိုင်းကိုတို့ကိုယ်တိုင်ဒါကြွယ်ဝမှုအပြည့်နဲ့ကစားပြထားတယ်ပေါ့နော် APRG AC ထွက်သွားတဲ့အတွက်တော့တိုက်စစ်ဘိုင်းမှာတော့အနေငယ်ကျွန်တော်တို့ဒါထိခိုက်မှုတော့ရှိခဲ့တယ်ဒါပေမဲ့ပြဿနာတော့အကြီးကြီးမားမားကြီးတော့မဟုတ်ဘူးပေါ့တို့အနေနဲ့ loss in 18ပွဲစဲရှုပ်ပွဲမရှိအောင်ကစားထားနိုင်တာကိုတွေ့ရပါတယ်ဒီနေ့ပွဲစဉ်မှာလည်းတေချာပေါ Richard Lagoric Kuhi နဲ့ပဲပေါ်ထွက်လာမယ် Henderson ရှိမယ် Mitchell Munaf ခံစစ်တမ်း၅ရောက်လုံးကအပြောင်းလဲမရှိဘူးကိုယ်နဲ့ပိုင်းမှာလဲဝါဒန်နဲ့ဟူးကိုပဲ တွဲဖို့ရှိတယ်ပြီးတော့ကိုရီးကသူတို့တရံရနေတယ်ပေါ့ဗျာတိုက်စစ်ပိုင်းမှာတော့သူတို့အသစ်ခေါ်ထားတဲ့ပီနိုပေါ့နော်ကျွန်တော်တို့ဒါလာလီဂါခေါ်ထားတဲ့ကစားသမားကတရံရနေတယ်တရံရသူစစ်စေးရအောင်မဖြစ်တဲ့အတွက်ဒီပွဲတော့တည်ကြဖို့မပါဘူးဗျာအဲ့တော့အဲ့ဒီနေရာမှာစားပြန်ပါမယ်လို့ပြောထားတယ်ပေါ့နော်ကျွန်တော်တို့ဒါဆာဗ်ကဟိုလီဗာပူးကိုဝက်ဖို့မှာတွေကသူကဂိုးသွင်းရတဲ့သဘောကျတဲ့ကစားသမားပေါ့နော်ထားပါတော့အဲ့တော့ဆာဗ်ကဒီနေရာကိုပြန်ဝင်မယ်ကာဗာနာနဲ့ဆာကအတက်ကင်းမီဖီတာအင်ဆိုင်ဖော်ဝါးတွေဖြစ်ကစားပြီးတော့တိုက်စစ်မှုဖြစ်တော့မက်ဒီတာဝင်ရောက်ကစားလာဖို့ရှိပါတယ်ဒီမှာကျွန်တော်တို့ဒါ ဒါတော့ခရစ်စတဘယ်ရဲ့ဖြစ်နိုင်ပွဲလူစင်းပေါ့နော်အဲ့တော့သူတို့အနေနဲ့အိမ်ကွင်းလည်းဖြစ်တယ်16ပွဲဆက်ရှုံးပွဲမရှိစံချိန်လည်းဖြစ်ထားတဲ့အတွက်လီဗာပူးတင်းစင်ကနေအနည်းဆုံးတမတ်တော့ရအောင်ယူမှာတော့တည်ကြတယ်ဗျာဟိုနိုင်ဖို့တော့ကျွန်တော်တို့မျှော်လင့်မထားဘူးပေါ့ခရစ်စတဘယ်လီဗာပူးကိုနိုင်သွားဖို့တော့ကျွန်တော်မျှော်လင့်မထားဘူးဒါပေမဲ့ခရစ်စတဘယ်အမြင်ဆုံးတည်ရီလောက်တော့သူတို့မှန်ပြီးတော့ချိုးစားမယ်လို့ကျွန်တော် ထင်ပါတယ်ဒါတော့ Crystal Palace အကြောင်းပေါ့အဲ့တော့တစ်ဖက်က Liverpool အင်းအကြောင်းကိုကျွန်တော်တို့ပြောလိုက်ရအောင် Liverpool အင်းနဲ့ပတ်သက်ရင်တော့လုံးဝကျွန်တော်ဒီရာဒီကစားသမားပွဲအကုန်လုံးကိုအနိုင်ရထားတယ် Community Shield ပွဲကလွဲလို့ပေါ့နော်ဒီပွဲမှာသူတို့အနေနဲ့ဒါလက်သားခြေခွင်းရမယ်ဒါအပြင် Guhi ကိုသူတို့မခေါ်နိုင်ခဲ့တဲ့အသင်းပေါ့နော် Crystal Palace နဲ့သူတို့ပြန်တွေ့မယ်အဲ့တော့ Liverpool ရဲ့နောက်ဆုံး၅ပွဲကိုကျွန်တော်တို့တွားကြည့်မယ်ဆိုရင်၅ပွဲလုံးနိုင်ထားပါတယ် Arsenal 1-0 Burnley 0-1 Adelaide ကို Metric ကို3-2 Everton ကို2-1ကျွန်တော်တို့ဒါလက်ကြားရက Southampton 2-1နဲ့နိုင်ထားပါတယ်အဲ့တော့သူတို့ Southampton နဲ့ပွဲမှာလည်းအဓိကကစားသမားတော်တော်များများကို Liverpool အနေနဲ့အနားပေးနိုင်ခဲ့တယ်အရန် Lucien နဲ့အဓိကကစားသမားတယောက်နဲ့ယောက်လောက်နဲ့ပဲပွဲထွက်ပြီးတော့ဗောနော် လုံးဝကစားနိုင်ကြတာဖြစ်တဲ့အတွက်ဒီပွဲမှာကအဓိကကလန်းသမားတွေ fitness အပြည့်နဲ့ crystal belly ကိုရင်ဆိုင်နိုင်မှာဖြစ်ပါတယ်ဒါအပြင်နောက်ထပ်ပွဲမှာလည်းကျွန်တော်တို့ champion league ကရှိသေးတယ်ပေါ့ဗျာအဲ့တော့ liverpool ရဲ့ကျွန်တော်တို့ကနောက်ဆုံး၅ပွဲကတော့အနိုင်နေကြီးပဲ liverpool ဘယ်လိုပွဲထွက်လာနိုင်လဲပေါ့နော်အဲ့တော့ပွဲထွက်မယ်ဆိုရင်သူတို့ရဲ့တန်ရာပြဿနာဘယ်လိုရှိလဲတန်ရာပြဿနာကတော့ giovanni leoni ကစိန်ကောင်းစွာပဲ acn ထိသွားတဲ့အတွက်သူကတော့တော်တော်ကြာကြာနားရတော့မယ်ဒီ hugo akitiki ကမလိုအပ်တဲ့ကျွန်တော်တို့ဒါအင်ဂျီချွတ်အောင်ပွဲခံတဲ့အနီကတ်ကြောင့်သူကဒီပွဲကိုလွဲဖို့ရှိတယ်အကြမ်း နာကတော့ကျွန်တော်တို့ဒါမရှိဘူးဗျဒီနေ့ရောက်ပဲရှိတယ်စတီဗင်ဘတ်ဂျက်တစ်ကတော့ပြန်လေ့ကျင့်ခန်းဆင်းနေပြီဗျဒါပေမဲ့ကျွန်တော်မမြင်ရသေးဘူးပေါ့ဗျအဲ့တော့လီဗာပူးရဲ့ဘောထရက်လူစင်ဘယ်လိုထွက်လာမလဲကျွန်တော်ကြည့်မယ်ဆိုရင်အဓိကအပြစ်တော့ဒါအလီစင်ဘတ်ကဒါကိုနာတီဘန်ဒိုက်ထွဲလာမယ်ဒီဖူးဘက်နေရာမှာတော့အပြောင်းလဲလေးနည်းနည်းလောက်ကောင်းလှုပ်လာနိုင်တယ်ပေါ့ဗျဒါကတော့ကျွန်တော်တို့ဒါ လီဗာပူရိုတိတ်အလုံးစုံနေရာလို့တောင်ပြောလို့ရတယ်ဒီနေရာမှာကသူကတဲလဲစီကစားခိုင်းတဲ့ပုံစံမျိုးဒါကစားအပေါ်မူတည်ပြီးတော့ဗောနော်အာနယ်ဆော့ကသုံးဆွဲနေတာဖြစ်ပါတယ်အဓိကကတော့ခွန်းလယ်ပိုင်းမှာကျွန်တော်ချင်မက်ကယ်လစ်စတာမပါလာတော့ဘူးကရာဗန်ဘက်ချ်ပါမယ်ပြီးရင်ဆိုဘူရဲ့ဖလော်ရန်ဘတ်စီရဲ့ဗောနော်ဒီ၃ယောက်တွဲလာမယ်လို့ကျွန်တော်ထင်တယ်အဲတိုက်စစ်ပိုင်းကတော့ကျွန်တော်တို့ဒါအနာပေးထားတဲ့ဒါဆာလာကပူပြီးရင်တော့ဒီဟူကိုအခီတီကမကန်နိုင်တာဖြစ်တဲ့တော့ကျွန်တော်ပွဲပယ်ထားဖြစ်တဲ့အတွက်အီးဆက်နဲ့ပဲပွဲထွက်လာမယ်လို့ကျွန်တော်ကတော့ယူဆပါတယ်ဒုတိယပိုင်းမှာ တော့ခြေစာတို့ဘာတို့ဝင်ကစားခွင့်ရဖို့ရှိတယ်လို့ကျွန်တော်မျှော်လင့်ထားတယ်ပေါ့နော်ဒါကတော့ဒီပါဘူးသိင်းရဲ့ဖြစ်နိုင်ွယ်လူရှင်းလို့ကျွန်တော်တို့ဒါပြောလို့ရပါတယ်အဲ့တော့ဒီပွဲကပဲတင်ဘရာလို့နိုင်မယ်လို့ထင်ကြတယ်ပြောရတော့တော်တော်လေးခက်တယ်ပေါ့နော်ကျွန်တော်တို့ကနှစ်သင်းလုံးကလည်းသူ့ဟာနဲ့သူတော့ လုံးဝခြေစွမ်းကောင်းနေတဲ့အသင်းတွေအာနက်စလော့ရဲ့အသင်းကလည်းဒီပြောမယ်ဆိုရင်ဟိုဂျာဂန်ဂလော့လက်ထက်ကပေါ့နော်ကျွန်တော်တို့ကလုံးဝကန်ကန်ပရက်ဇင်လာဒီပရက်ဇင်ကိုသူဖြုတ်ချပြီးတော့သူရဲ့ပို့ပြီးတော့ strategy ကြားတယ်ပေါ့နော် strategy ကြားတဲ့ hand တစ်ခုကိုအာနက်စလော့ကတီးဆောက်နေတယ်ဒီတီးဆောက်မှုကလည်းတဖြည်းဖြည်းနဲ့ပို့ပြီးတော့အသားကျလာတယ်ဘာလို့လဲဆိုတော့ဒီယာတီအစားပိုင်းမှာလည်းဘာဘူးအသင်းကခံချပိုင်းရိမ့်ရိမ့်မှုတွေကျွန်တော်တို့မြင်ခဲ့ရတယ်ဗျာဟိုခုနောက်ပိုင်းမှာတော့နည်းနည်းပြန်ပြီးတော့လည်းဘာဘူးအသင်းကထိငိမ့်လာတယ် နောက်ပွဲဆက်ကိုမပေးရပြီးတဲ့နောက်မှာဒီနောက်ဆုံးပွဲတွေမှာတော့သူတကိုးတကိုးပြန်ပြီးတော့ပေးထားရတော့ကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဟိုအများကြီးတော့ပြဿနာမရှိဘူးဗျာအဓိကတော့ပွဲနိုင်နေတာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်တို့လည်းလေဘာဝူအသင်းနေနဲ့ပြဿနာအကြီးကြီးမားမားတော့မရှိဘူးသူတို့နဲ့ဂိုးပေးရသည့်တိုင်အဲ့ဒီပေးရတဲ့ဂိုးတွေကိုသူတို့တွန်းတဲ့ဂိုးတွေနဲ့သူတို့ပြန်ဖုံးနေနိုင်တာဖြစ်တဲ့အတွက်ရမကတော့အပြည့်ရနေတုံးပဲလို့ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့လေဘာဝူအသင်းကနောက်ကျဂိုးတွေနဲ့ပေါ့နော်ကျွန်တော်တို့ရင်ခုန်မှုအများအမ်းပေးနေတဲ့အသင်းဒီပွဲစဉ်မှာရောဒါခရစ္စတယ်ဘဲလီကိုနောက်ကျဂိုးနဲ့ ဒါအနိုင်ယူသွားနိုင်မလားတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်ကျွန်တော်ခြုံငုံပြီးပြောရမယ်ဆိုရင်တော့ဒီပွဲလီဗာပူးအတွက်ခက်ခဲနိုင်တယ်ဒါပေမဲ့တရီပွဲဖြစ်သွားဖို့တော့များတယ်လီဗာပူးနောက်ကျကိုနဲ့နိုင်သွားတာမျိုးလဲကျွန်တော်ကတော့ဖြစ်နိုင်တယ်လို့ယူဆထားပါတယ်ခရစ်စတယ်ပဲလီနိုင်မယ်လို့တော့ကျွန်တော်မျောလင့်မထားဘူးလီဗာပူးအနိုင်ဆုံးတရီအနိုင်လို့ကျွန်တော်မျောလင့်ထားပါတယ်ဘရာသာတို့ရောဒီပွဲမှာလီဗာပူးသင်းနိုင်သွားမယ်လို့ထင်လားဒါမှမဟုတ်ခရစ်စတယ်ပဲလီနိုင်သွားမယ်လို့ထင်လားခွန်မမဝင်အောင်ဆွေးနွေးပေးခဲ့ပါအောင်ကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ပါအောင်နောက်ထပ်ဒီလိုဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ကွလပ်ပါ